လေးများအတွက်အထွေထွေ channel ကနေပြီးတော့မှကြိုးဆိုပါရစေ။အရင်ကတင်ဆက်ပေးနေကြကလေးကျမ်းမာရေးဗဟုသုတဗီဒီယိုတွေအတွက်ဆရာမအားလက်ဖြစ်နေတာကြောင့်အခုအတော်တွင် ကလေးတွေအတွက်စိတ်ကူးစိတ်တမ်းကျဲဝစေဖို့စာနာမှုကျင့်ဝတ်တတိတ္တစာယူသားမှုတွေတိတက်တိုးပွားစေဖို့မြန်မာအပါအဝင်နိုင်ငံတကာရင်ကျေးမှုရိုးရာတလေများသိရှိစေဖို့စိန်ခေါ်မှု ပြဿနာတွေကို ဖြေရှင်းနိုင်စွာတိုးတက်စေဖို့ကလေးပုံမြင်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ တခါတော့ငါစစ်သား၃ယောက်ရှိတယ်။သူတို့၃ယောက်ကတငယ်ချင်းတွေ ဖြစ်ကြပြီးတော့အရန်ကိုခင်းကြတယ်။စစ်ပွဲကြီးပြီးတဲ့အခါမှာတော့သူတို့လည်းအလုလက်မဲ့ဖြစ်သွားကြပြီးရွာကိုပြန်သွားကြတယ်။လန်ခီမှလည်းစားစရာမရှိတော့တောင်ရန်စားတောက်ခဲရတယ်။ခရီးတစ်ဝက်ရောက်တဲ့အခါမှာတော့တိုးရဲမှညာအိပ်ပို့ဖြစ်လာခဲ့တယ်။သူတို့ကတိုးရဲမှအိတ်ချင်ပေးမယ်လေနားဖို့အချင်းရောက်တာကြောင့်အိတ်လိုက်ရတယ်။ตาเยตริษันတွေရန်ကားနေကင်းဝေးဖို့အတွက်တရုတ်တလဲကင်းဆောင်ဖို့တာဝန်ယူကြတယ် ပထမဆုံးစစ်သားကမီးဖို့ဘေးမှာစောင့်နေရင်အင်းကြီးအနီရောင်နဲ့ဒုတိယရောက်လာတယ်။သူကကင်းဆောင်စစ်သားနဲ့စကားပြောပြီးစတင်ခင်းမင်သွားတယ်။အဲ့ဒီလူလေးစစ်သားရဲ့အပြစ်ပြက်တွေကိုတီးသွားပြီးတော့တနာသွားတဲ့အတွက်ဝိယုံတစ်ခုကိုပေးလိုက်တယ်။အဲ့ဒီဝိယုံကိုဝတ်ပြီးတော့တောင်းတလိုက်တဲ့အရာမှန်သမျှရမယ်လို့လည်းပြောလိုက်တယ်။အဲ့လိုလေးပေးပြီးတော့ထွက်သွားခဲ့တယ်။အဲဒုတိယစစ်သားအလှည့်ကြလေအဲ့ဒီလူထက်ရောက်လာပြီးတော့စကားပြောတယ်။ ပြီးရနဲ့လူတားရပတ်စံအိတ်လေးကိုပေးလိုက်တယ်။အဲ့ဒီထဲကနှိုက်တာနဲ့ပတ်စံတွေထွက်လာပြီးအလိုရှိသလိုပတ်စံတွေထုတ်ယူနိုင်မှလည်းဖြစ်တယ်။ဒုတိယစစ်သားလက်ကြလဲကျွဲကြိုတစ်ခုကိုပေးလိုက်တယ်။အဲ့ဒီကျွဲကြိုကိုမှုန့်လိုက်ရင်လူတွေကသူတို့အလုပ်ကိုပြစ်ပြီးတော့စူဝေးလာကြမှာပါ။မနေ့ရောက်တော့သူတို့တောင်းရောက်ညတော့ငါအကြောင်းတွေပြောကြရင်လည်းခရီးသွားကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ခရီးတစ်လျှောက်မှလည်းပတ်စံအိတ်ကိုပဲအသုံးပြုခဲ့ကြတယ်။ကြာလာတော့သူတို့တွေခီးမသွားကျင်တော့ပဲ တနေရာမှာအတိတကျနေမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။အဲဒါကြောင့်ပထမစစ်သားကဝိယုံဝဲပြီးတော့စိတ်ထဲကတောင်းတလိုက်တဲ့အချိန်ရဲတိုက်တစ်ခုနဲ့ဥယျံပေါ်လာတယ်။ရဲတိုက်မှာနေလာတာကြာလာတော့ရန်ရွှေတော်တွေနဲ့အတူဘီရင်ကြီးနဲ့သမီးစီခရီးထွက်တယ်။ဘီရင်ကြီးကလည်းသူတို့ကိုမင်းသားအမတ်နဲ့လက်ခံလိုက်တယ်။မင်းသမီးကဒုတိယစစ်သားရဲ့အိတ်လေးကိုမြင်တော့သူ့ကိုအကြောင်းစုံမေးတယ်။စစ်သားကလည်းအမှန်တိုင်းဖြေလိုက်တဲ့အတွက်မင်းသမီးကပုံစံတူအိတ်တစ်ခုလုပ်ပြီးတော့လဲဖို့ကြံစီတယ်။ အကြံလဲအောင်မြင်သွားပြီးစစ်သားလည်းမတိပဲနဲ့နန်းတော်ကနေထွက်လာခဲ့အိတ်တွေမှာရှူရီထွက်မလာတော့သူအလင်ခံရပြီဆိုတာကိုသိလိုက်တယ်ပထမစစ်သားလည်းဝိယုံဝိပြီးတော့တောင်းတလိုက်တာမင်းသမီးစီချက်ချင်းရောက်သွားတယ်မင်းသမီးလည်းတခိုးလိုဩလိုက်တော့စစ်သားလည်းထွက်ပြေးရင်းနဲ့ဝိယုံကပြတင်းပေါက်မှာညှိပြီးတော့ကြံနေခဲ့အဲအဲ့လိုနဲ့တတိယစစ်သားကလည်းကြွဲကြုံမှုတ်ပြီးတော့မြင်းစစ်တီတော်တွေကိုစုယုံပြီးတော့နိုင်ငံကိုဝိုင်းထားတယ် သူတို့ပစ္စည်းပြင်မပေးရင်နိုင်ငံကိုအမှုခြေပြစ်မယ်လို့ပြောလိုက်တယ်။နောက်နေ့မှာတော့မင်းသမီးကတာယာငိန်ညောင်းတဲ့ဒေသချင်းတွေကိုစိုးနေတယ်။စစ်သားတွေကလည်းအဲ့ဒီနားကိုစူဝေးလာခဲ့ပြီးတော့ကျွဲကြိုပိုင်းရှင်စစ်သားတွေပါဝင်ပါတယ်။သူအဲ့ဒီလိုအာယုံဆိုင်နေတဲ့အချိန်မှာမင်းသမီးရဲ့ရန်ရီတော်တွေကတဲတဲဝင်ပြီးတော့ဂျိုးကိုခိုးလိုက်တယ်။ဘာမှမရှိတော့တဲ့စစ်သား၃ယောက်ကတော့စိတ်ပြက်လက်ပြက်နဲ့ကိုလန်းကိုရှောင်မယ်ဆိုပြီးတော့သွားတယ်။ဒုတိယစစ်သားကသူတို့နားခဲ့တဲ့တောအုပ်စီကိုပြန်သွားခဲ့ပြီး ်သေးပင်အောက်မှာအိတ်နေတယ်။နိုးလာတဲ့အချိန်ပန်းသီးပင်တစ်ခုကိုတွေးလိုက်ရပြီ။သူလည်းဗိုက်စာလိုပန်းသီးသုံးလုံးကိုတစ်ပြိုင်တည်းစားလိုက်တယ်။အဲ့ဒီအချိန်မှာသူနှာခေါင်းကြီးက ရှည်ထွက်လာပြီးတော့တော်တစ်ခုကိုဖြတ်ကျော်မဲ့အတိုင်းရှေးလာတယ်။အဲ့ဒါကိုသူ့ရဲဘော်နှစ်ယောက်ကလည်းမြင်လိုက်တယ်။ဘီနာကမြင်းပေါ်တင်ပြီးသူ့ကိုခေါ်သွားမလို့လှုပ်ပင်မယ်။မြင်းကလည်းမတင်နိုင်ခဲ့ဘူး။ကျန်ရများတဲ့အစုံမှိုင်နေကြတဲ့အချိန်သူတို့ကိုပစ္စည်းတွေပေးခဲ့တဲ့လူထက်ရောက်လာတယ်။သူတို့အကြောင်းအဆုံကိုလည်းသိသွားပြီးတော့ကြီးပါတော့တယ်။ နောက်ပြီးဘေးနားကတစ်ပင်ကတစ်တော်သီးတွေကိုစားခိုင်းလိုက်တဲ့ချိန်မှာတော့သူနှာခေါင်းကချက်ချင်းပဲတူသွားတယ်။စစ်သား၃ယောက်လည်းသူတို့ပစ္စည်းတွေပြန်ယူမယ်ဆိုပြီးတော့နန်းတော်ကိုဥယျာဉ်မှုအကြောင်းဆောင်ပြီးဝင်လာတယ်။ပန်းစည်းချင်းတောင်းလေးလည်းပါလာပြီးတော့မင်းသမီးလည်းအဲ့ဒါကိုမြင်လာနဲ့စားကျင်သွားတယ်။အဲ့ဒါကြောင့်ဥယျာဉ်မှုစီကပန်းစည်းကိုဝယ်စားလိုက်တယ်။အဲ့ဒီနောက်သူနှာခေါင်းကတဖြည်းဖြည်းရှေးလာတယ်။ဘီရင်ကြီးကလည်းတနိုင်ကန်လို့တမားတော်တွေခေါ်ပြီးကုပေမယ်အလုံးမဖြစ်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာစစ်သားတယောက်ကတမားတော်အကြောင်းဆောင်ပြီးမင်းသမီးကိုပန်းစီကျွေးလိုက်တယ်။နောက်နေ့ပြန်လာကြည့်မယ်ပြောပြီးတော့ထွက်သွားတယ်။နောက်နေ့ကျတော့မင်းသမီးရဲ့နှာခေါင်းကရှေးလာတယ်။အဲ့ဒါကြောင့်တမားတော်ကလည်းတစ်တော်သည့်အနှင်းငယ်ကျွေးလိုက်တယ်။အဲ့ဒါနဲ့မင်းသမီးရဲ့နှာခေါင်းကနည်းနည်းတိုးသွားတယ်။လုံလုံပြောက်ချင်ရင်တော့သူတို့ခိုးဦးတဲ့ပစ္စည်းကိုပြန်ပေးမှသူစည်းစွမ်းကလည်းပြောင်းမယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်ဘယင်ကြီးလဲပက်ဆန်အိတ်ကျွဲကြုံနဲ့ဝိယုံတွေကိုစစ်သား၃ယောက်စီပြန်ပေးလိုက်တယ်။ အဲ့ဒီနောက်အစ်တော်ဒီတလုံးကိုမင်းသမီးကိုကျွေးလိုက်တယ်မင်းသမီးလည်းတက်တာသွားပါတယ်အဲ့ဒီနောက်စစ်သား၃ယောက်ကလည်းရဲတပ်ကြီးမှပျော်ရွှင်စွာ နေခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးခဲ့တဲ့ပုံပြင်လေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗဟုသုတရပွဲပုံပြင်လေးတွေကြည့်ရှုခြင်းတော့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်လို့ပြောရင်းနဲ့ပဲဒီနေ့အစီအစဉ်လေးကိုကျန်းနာလိုက်ရပါတယ်ခင်ဗျာ